မင်္ဂလာပါရှင်နိုဝင်ဘာလ25ရက်သမစ္စမပရိုင်တိုင်းမစ္စမသတင်းအစီအစဉ်ကနေနှုတ်ခွန်းဆက်ပါတယ်ဒီကနေ့အစီအစဉ်ကိုကျမကျူချမ်းကတောင်ယူတင်ဆက်ပေးသွားမှာပါအခုသတင်းကောင်းစင်တွေကိုအရင်ဆုံးကြည့်အောင်ပါရှင် DBA ထိန်းချုပ်ရာမင်းလက်ပံကကြားဖြန့်လုတ်သား2000တဲကနိုင်ငံသားသား900ကျော်ကို KNU ကဖမ်းမိထားပြီးတော့ကြားဖြန့်ပြဿနာကိုနိုင်ငံတကာနဲ့ပူးပေါင်းဖြေရှင်းဖို့ဖိတ်ခေါ်ထားပါတယ် ရန်ကုန်မှာလူပွဲစားတွေကလူငယ်တွေကိုလှည့်ဖျားပြီးစစ်မှုထမ်းအတွက်ဖမ်းဆီးရောင်းစားမှုတွေရှိလာပါတယ်။စစ်တွေမှာစစ်ကော်မရှင်တပ်ကညာလုံးပေါက်6ပြက်ပြီးတော့အရသာဖမ်းဆီးမှုတွေကလည်းပိုပြီးတော့ခက်စိတ်စိတ်ဖြစ်လာပါတယ်။ရန်ကုန်မြို့နယ်ကကြောက်တရာရဲစခန်းဘုံပစ်ခံရပါတယ်။မြန်မာနိုင်ငံသားတွေအမေရိကန်မှာယာယီနေထိုင်ခွင့်ကိုထရမ့်အစိုးရကရပ်ဆိုင်းလိုက်ပါတယ်။တရုတ်သမ္မတရှိကထရမ့်နဲ့ဖုံးပြတဲ့အခါမှာထိုင်ဝမ်ပြည်ထနာကိုဇောင်းပေးပြောကြားခဲ့ပါတယ်။ ီသတင်းနဲ့အပြင်ဒီကနေ့ရဲ့နောက်ဆုံးရရွှေစည်းငွေစည်းနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုလည်းစူးစိတင်ဆက်ပေးသွားမှာပါရှင်။ကရင်ပြည်နယ်မြောက်ရီမြို့နယ် DKBA ထိန်းချုပ်ရွာမြင်လက်ပံကိုကရင်မြို့သားအစည်းအရုံး KNU ကဝင်ရောက်စီးနင်းခဲ့မှုအတွင်းကြားပြန့်လုသား2000လောက်တွေ့ရှိခဲ့ပြီးတော့အဲ့ဒီအထက်ကနိုင်ငံသားသား933ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ KNU ကဒီကနေ့နိုဝင်ဘာ25ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ ဒါအပြင် online လိမ်လည်မှုတွေကိုဖြစ်ရှင်းနိုင်ဖို့အတွက်နိုင်ငံကအနေနဲ့အရေးတကြီးပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းဆိုထားပါဗျ။မင်းလက်ပံကဖန်ဆီးရမိတဲ့သူတွေဟာထိုင်း၊တရုတ်၊အီသီယိုးပီးယား၊ယဝန်ဒါ၊အီဂျစ်၊လာအို၊ဖိလစ်ပိုင်၊မလေးရှား၊ဘင်္ဂလားဒေ့ရှ်၊ထိုင်ဝမ်၊ဟောင်ကောင်တို့ကဖြစ်ပြီးတော့နိုဝင်ဘာ23ရက်နေ့မှာ366ယောက်နိုဝင်ဘာ24ရက်နေ့မှာနောက်ထပ်345ယောက်စုစုပေါင်းအမျိုးသမီး89ယောက်အမျိုးသား645ယောက်ဖြစ်တယ်လို့ထုတ်ပြန်ကြရသိရပါဗျ။ ဒုတိယရက်ဖမ်းဆီးရမိတဲ့သူတွေအထက်မှာတရုတ်နိုင်ငံသားက338ယောက်တောင်ပါရှိတာကိုတွေ့ရပါတယ်။ဖန်စီရမိတဲ့သူတွေအထက်မှာထိုင်းနိုင်ငံသား28ယောက်နဲ့တရုတ်နိုင်ငံသား36ယောက်ကိုထိုင်းအနာပိုင်နေစီကိုအဲဒီနေ့မှာပဲလွှဲပြောင်းပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါရယ်။ဒါအပြင်မင်းလက်ပေါမှာလေးတဲ့အဆောက်အုံနှလုံးအပါဝင်ကွန်ကရစ်အဆောက်အုံ20လောက်တွေ့ရပြီးတော့ကွန်ပျူတာတွေနဲ့လိန်လဲတဲ့အခါမှာတုံးတဲ့တခြားလျှက်စစ်ပစ္စည်းတွေကိုလည်းတွေ့ရှိထားတယ်လို့ဆိုပါရယ်။ ဓာတ်ပြန်ထိုင်ကုန်တလုံးထားထားတဲ့၄ပေ၆ပေအခန်းငယ်တွေကိုလည်းတွေ့ရပြီးတော့အဲ့ဒါကိုညှဉ်းပန်းနှိပ်စက်ဖို့သုံးစွဲတဲ့အခန်းငယ်လိုယူဆရပြီးဓာတ်ပြန်လို့သားတချို့ဟာလက်နက်ကင်ဆောင်ထားတာကိုလည်းတွေ့ရတာကြောင့်စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါရယ်လက်တလုံးမှာ KNU ကဖမ်းဆီးရမိတဲ့သူတွေအထက်ကမန်နေဂျာတွေအတမစီခိုင်းတဲ့သူတွေနဲ့ Little Boss လို့ခေါ်တဲ့တထေးလေးတွေကိုမေးမြန်းစစ်ဆေးခဲ့ပြီးတချို့ကပူပေါင်းဆောင်ရွက်မှုမရှိဘဲရှောင်ပြေးနိုင်ဖို့အတွက် KNU ကိုလက်ထိုးဖို့ကြိုးပမ်းခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ် မင်းလက်ပံဒေသမှာရှိတဲ့ DKBA ထိန်းချုပ်တဲ့နေရာကို KNL တပ်ကပြီးခဲ့တဲ့နိုဝင်ဘာ22ရက်နေ့မှာဝင်ရောက်စီးနှင်းမှုလုပ်ခဲ့ပြီးတော့ DKBA တပ်ဖွဲ့ဝင်230ကျော်ဟာ KNL စီမှာလက်နက်ချတာကြောင့်အဲ့ဒီနေရာကိုဝင်ရောက်စစ်ဆေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေရာကို DKBA ခေါင်းဆောင်ဘုံမှုချုပ်ဆိုင်းကျော်လှရဲ့တိုက်ကတိုက်ရိုက်ကုတ်ကဲမှုနဲ့ဘုံမှုနိုင်လွင်ကကြီးကြပ်နေတာကိုတွေ့ရတယ်လို့ KNU ကအတည်ပြုထားပါတယ်။ ကျန်းရွယ်အနေနဲ့လက်ရှိအခြေအနေမှာကြားဖြတ်ငွေလိမ်လုပ်ငန်းကွင်းဆက်ကိုထိရောက်အောင်ဖြိုခွင်းနိုင်ဖို့နိနာသူတွေကိုကာကွယ်ဖို့နဲ့စုံစမ်းစစ်ဆေးမှုတွေတည်ချပြုလုပ်နိုင်ဖို့အတွက်နိုင်ငံတကာကပူးပေါင်းပါဝင်ပေးဖို့တောင်းဆိုထားပြီးတော့ဥပဒေစိုးမိုးရေးနဲ့နေဆက်တလျှောက်လဲပတ်နေတဲ့ရာဇဝတ်မှုတွေကိုဆက်လက်ရှင်းလင်းသွားမှာဖြစ်တယ်လို့ဒီကနေ့ထုတ်ပြန်ကြမှာအသိပေးထားပါရရှင်။ရန်ကုန်ဘက်ကတရင်ကိုဆက်ကြည့်အောင်ပါ။ရန်ကုန်မှာအသက်20ကျော်လူငယ်တွေကိုလူပွဲစားတွေကလှည့်ပြခေါ်ဆောင်ပြီးတော့ စစ်မှုထမ်းအတွက်ဖန်စီကစေအုပ်စုစီမှာရောင်းစားမှုတွေရှိလာတယ်လို့သတင်းရရှိပါတယ်အခုလနိုဝင်ဘာလဒုတိယအပတ်နဲ့တတိယအပတ်အတွင်းမှာကုမ္ပဏီဝန်တန်းအလုပ်ပွဲစားတွေကနေတဆင့်အလုပ်လိုအပ်တဲ့သူတွေကိုဖမ်းဆီးပြီးတော့တပ်သားစုဆောင်နေတာဖြစ်ပါတယ်။အခုလထဲမှာရန်ကုန်တိုင်းမင်္ဂလာရုံမြို့နယ်ကုန်းတလပေါင်ကျေးရွာနေလူငယ်၃ယောက်ကိုအလုပ်ပွဲစားကဖမ်းဆီးပြီးတော့စိုးစုပ်စီမှာအခကြေးငွေနဲ့ပို့ဆောင်တာဖြစ်တယ်လို့ရန်ကုန်ကင်းတောက်ကွန်ရက်အဖွဲ့ RSN တက္ကသိုလ်ရှိသူကမြစ်မကိုပြောပါရတယ်။ အခြေခံလူဒန်းစားတွေများတဲ့နေရာကိုအဓိကပြတ်မှတ်ထားတယ်လို့ဆိုပါတယ်ဒီလိုဖြစ်စဉ်လိုမျိုးပြီးခဲ့တဲ့စက်တင်ဘာလ2ရက်နေ့ကလည်းလှိုင်းသာယာမြို့နယ်ဒဂုံအေရအဝေးပြေးကွင်းမှာလည်းနေဝေးကနေရန်ကုန်ကိုလာရောက်တဲ့လူငယ်တစ်ယောက်ကိုအငှားရင်တက္ကစီကလှည့်ဖျားပြီးတော့ဆဲဥစုစီမှာရောင်းစားဖို့ပို့ဆောင်တာတွေရှိခဲ့တယ်လို့ဒေတာခန်နဲ့ RSNC ကနေသိရပါတယ် ။ဒါ့အပြင်နိုဗမာလဇန်ပိုင်းကရန်ကုန်မြို့ပပေးတန်းမြို့နယ်မှာလူငယ်တယောက်ကိုလည်းအဆောင်အတွက်ချိတ်ပေးမဲ့အကျိုးဆောင်အသွင်ယူထားတဲ့သူကလက်ဖက်ရည်ဆိုင်မှာတွေ့ဆုံပြီးတဲ့နောက်ခေါ်ဆောင်သွားရကနေဖမ်းဆီးပို့ဆောင်တာဖြစ်တယ်လို့သူ့ရဲ့မိတ်ဆွေတယောက်ကပြောပါရယ်။သူကို15သိန်းနဲ့ရောင်းစားခံရပြီးတော့သူ့ကိုသူ့အမေကပြန်ရွေးမယ်ပြောမယ်ဆိုပေမဲ့တတ်ထဲပို့လိုက်တဲ့အတွက်အရွေးမခံတော့ဘူးလို့ဆိုပါရယ်။ ဒါပြန်ပေါကလေးကနာမည်ကြီးမျက်စိအထူးကုစည်းကမ်းကုမ္ပဏီကဝန်ထမ်းယူနီဖောင်းဝတ်ထားတဲ့အသက်20ဝန်းကျင်အရွယ်ဝန်ထမ်းအမျိုးသား၂ယောက်ကိုလည်းရန်ကုန်မြို့ပြည်သူ့ရှင်ပြန်ဝင်းအနီးမှာအခုလနိုဝင်ဘာ10ရက်နေ့ည8နာရီအချိန်မှာအရဝတ်တွေကဖမ်းဆီးပြီးတော့စစ်တပ်ကိုပို့ဆောင်ခဲ့တယ်လို့ဖမ်းဆီးခံရတဲ့သူတွေရဲ့နေဆက်သူတွေကမစ္စမတ်ကိုပြောပါရတယ်။ တက္ကစီမောင်းနေတဲ့သူတွေအလုတ်ပွဲစားတချို့ပြူစောထီတွေနဲ့သူတို့ရဲ့ဆက်ဆက်တဲ့သူတွေကလမ်းမမှာရုတ်တရက်အလင်းငိုက်ဖမ်းဆီးခံရတဲ့သူတွေကိုတယောက်ကို15သိန်းကနေ30အထိအစားစားအခကြေးငွေနဲ့ဆုပ်စုစီမှာရောင်းစားတာတွေလှုပ်ဆောင်နေတယ်လို့တာဂိတတောင်တကုံလှိုင်းသားရကဒေတာခန်ရဲ့ပြောပြချက်အရသိရပါဗျ။ RSN ရဲ့အချက်အလက်တွေအရအခုနိုဝင်ဘာလအတွင်းမှာဆေးအုပ်စုကရန်ကုန်မှာလူ30ထပ်မင်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ရှင်။ရန်ကုန်ကသတင်းနဲ့ပဲဆက်ပါမယ်။ အာနာဒိန်စစ်ကောင်မရှင်ကလုံခြုံရေးတင်းကျပ်ထားတဲ့ရန်ကုန်မြို့နယ်ကကြောက်တရားမြို့နယ်ရှက်စခန်းလက်ပစ်ဘုံနဲ့ပြက်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့သတင်းရရှိပါရတယ်။ကြောက်တရားမြို့နယ်စူးလီဖျားလမ်းမပေါ်မှာရှိတဲ့ကြောက်တရားမြို့မှာရှက်စခန်းကိုဒီကနေ့နိုဝင်ဘာ25ရက်နေ့မနက်အစောပိုင်းတနားရီအချိန်လောက်မှာလက်ပစ်ဘုံနှလုံးနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame OF အဖွဲ့ကထုတ်ပြန်ထားပါရတယ်။အဲ့ဒီတိုက်ခိုက်မှုမှာရဲစခန်းရှိကင်တန်အနေကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့အထိခိုက်ကိုတော့မသိရသေးဘူးလို့ OF အဖွဲ့တာဝန်ရှိသူကပြောပါရတယ်။ အဲ့ဒီဖောက်ခွဲမှုနဲ့ပတ်သက်ပြီးတော့မနက်အစောပိုင်းပောက်ကွဲတံနှစ်ကြိမ်ကြားရတယ်လို့လည်းကြောက်တရားမြို့နယ်မှာနေထိုင်တဲ့သူတစ်ယောက်ကပြောပါရယ်အခုတိုက်ခတ်မှုကို Operation Flint အဖွဲ့က Firepower စစ်ဆင်ရေးလို့နာမည်ပေးထားပါရယ်စစ်ကောင်မရှင်ကလုံးမဲ့အတူရောင်ရွှေကောက်ပွဲကိုပူပေါင်းပါဝင်လှုပ်ရှားတာပြည်သူတွေကိုနှီးမျိုးစုံနဲ့မတရားဖန်ဆီးနှိပ်စက်နေတဲ့အတွက်ကြောက်တရားမြို့မှာရွှေစခန်းကို Firepower စစ်ဆင်ရေးအဖြစ်တိုက်ခိုက်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါရယ်ရှင် မေရိကန်မှာမြန်မာနိုင်ငံသားတွေအတွက်ယာယီအကောက်အွယ်ပေးနေထိုင်ခွင့်ပြုမှုကိုအဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ထရမ့်အစိုးရကနိုဝင်ဘာ24ရက်နေ့မှာပြောပါရယ်ဆိုးဆိုးစီစဉ်နေတဲ့ရွေးကောက်ပွဲကိုအခြေအနေတိုးတက်မှုအထောက်အထားဖြစ်ကိုးကားပြီးတော့မြန်မာနိုင်ငံသားတွေအနေနဲ့စစ်တမ်းသင့်မြန်မာနိုင်ငံစီဘေးကင်းစွာပြန်နိုင်ပြီလို့သူကဆိုပါရယ်ရသားဆိုးရွားကိုဖြုတ်ချပြီးတော့နိုင်ငံတော်ဝန်လက်နက်ကင်ခုခံတော်လှန်မှုကိုပေါ်ပေါက်စေခဲ့တဲ့2021စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးဝရုံးသုံးကအခြေအနေအောက်ကြားရောက်နေတဲ့မြန်မာနိုင်ငံစီအတင်းကျပ်ပြန်ခိုင်းစေနိုင်သူတွေအတွက်အခုဆုံးဖြတ်ချက်ကစိုးရိမ်ပူပန်မှုတွေကိုဖြစ်ပေါ်စေပါတယ်။လုံခြုံရေးဝန်ကြီးခရစ်စတီနိုနိုအန်က American ဆိုရအေဂျင်စီတွေနဲ့ညှိနှိုင်းဆွေးနွေးခဲ့ပြီးတော့မြန်မာအတွက်ယာယီအကောက်အွယ်ပေးနေထိုင်ခွင့်အဆင့်အတန်း TPS တတ်မှတ်မှုကမလိုအပ်တော့ဘူးလို့ကောက်မှတ်ကောက်ချက်ချခဲ့ကြောင်း American အမိမြေလုံခြုံရေးဝန်ကြီးဌာန DHS ကထုတ်ပြန်ချက်မှာပြောပါရတယ်။ ယာယီအကာအကွယ်ပေးနေထိုင်ခွင့်အဆင့်တန်းကအဲ့ဒီကအကျိုးခံစားနေရတဲ့မြန်မာနိုင်ငံသား၄000လောက်အတွက်ဇန်နဝါရီ26ရက်နေ့မှာတက်တန်းစီမှာဖြစ်တယ်လို့အေဂျင်စီကပြောပါရယ်မြန်မာမှာလူမှုကောင်ဆောင်တုံးစန်းစုကြည်အကျဉ်းချခံထားရသလိုအတိုက်ခံအပါတီတချို့ကလည်းဆက်လက်ပိတ်ပင်ခံထားရတဲ့အချိန်မှာဒီဇင်ဘာနဲ့ဇန်နဝါရီမှာဆဲအုစုကကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲကလွတ်လပ်တရားမျှတမှုရှိနိုင်မှာမဟုတ်ဘူးလို့ကုလသမဂ္ဂအပါအဝင်နိုင်ငံကအဖွဲ့အစည်းတွေကပြောကြားထားပါရယ် ထရမ့်မဆိုရရဲ့ကြိုးကြောင်းပြချက်ကမြန်မာစစ်အုပ်စုအပေါ်တဲမခတ်ထန်တဲ့မူဝါဒတွေချမှတ်ရေးကာလကြာထောက်ခံထားတဲ့ထရမ့်ရဲ့ Republican Party ကအဖွဲ့ဝင်တွေနဲ့ဆန့်ကျင်နေပုံရှားပါတယ်အောက်လတော်နိုင်ငံသားရေးရအရှိအာရှနဲ့ Pacific ဆိုင်ရာကော်မတီကွဲဥက္ကဋ္ဌရန်ကင်းကပြီးခဲ့တဲ့သတင်းပတ်တုန်းကမြန်မာဆိုင်ရာကြားနာပွဲတစ်ခုပြောကြားတဲ့နေရာမှာမကြခင်ကျင်းပမဲ့ရွှေကောက်ပွဲကမြန်မာစစ်အုပ်စုကိုတရုတ်နဲ့ရုရှားအတွက် proxy အဖြစ်ဆက်လက်ဆောင်ရွက်ခွင့်ရစေဖို့ဖန်တီးထားတဲ့အတူရောက်ရွှေကောက်ပွဲဆိုပြီးတော့ပြောဆိုခဲ့တာပါ အရင်ဂျိုးဘိုက်တန်အစိုးရလက်ထက်ကမြန်မာအတွက် TPS အဆင့်သတ်မှတ်မှုကို16လကြာတက်တန်တိုးခဲ့တာဖြစ်ပြီးနိုဝင်ဘာ25ရက်နေ့မှာပြီးဆုံးမှာဖြစ်ပါတယ်။ Republican တယောက်ဖြစ်တဲ့ Trump ဟာသူ့ရဲ့လူဝဲမှုကြီးကြပ်ရေးဖြိုခွဲမှုတစ်စိတ်တစ်ပိုင်းအဖြစ်ဇန်နဝါရီလကအင်ပီရိုရောက်လာပြီးခဲ့တဲ့ကနိုင်ငံတချို့ကနိုင်ငံသားအတွက် TPS ကိုပြန်ပြီးတော့ရုပ်သိမ်းထားခဲ့ပါတယ်ရှင်။ရခိုင်ပြည်နယ်ဘက်ကသတင်းနဲ့ဆက်ချင်ပါတယ်။ ရခိုင်ပြည်နယ်စစ်တွေမြို့မှာအာရခတပ်တော် AA ဝင်လာမှကိုကာကွယ်ဖို့စစ်ကော်မရှင်တပ်ကနိုဝင်ဘာ22ရက်နေ့ကစပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့နေရောညပါတိုက်ခိုက်၆လှန်ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါရတယ်။ နိုဝင်ဘာ22ရက်နေ့ကရန်ကုန်စစ်တွေစရောက်တဲ့တင်မော်ကြီးနဲ့စစ်သားအင်အား900လောက်ရောက်ရှိလာပြီးတော့အဲဒီနေ့ကစပြီးတော့မနေ့ကနိုဝင်ဘာ24ရက်နေ့အထိပုံနှံကျွန်းအဆက်မှာရှိတဲ့ကွမ်တောင်ဘက်ကနေစစ်တွေမျိုးဘက်ကိုအေအေတွေရောက်မလာစေဖို့နေမြေရှင်းလင်းတဲ့သဘောနဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့နေရောညပါ6လက်ပြစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်မျိုးဝင်ထွက်တွေပိတ်ပြီးတော့တမျိုးလုံးရဲတွေစစ်သားတွေအကုန်ချထားတာ ရုပ်ပေါ်ရက်ကွက်တွေဖုံးကြီးချောင်းတွေကိုဝင်ရောက်ရှာပြီးတော့မတင်ငါရင်ဖမ်းဆီးတာတွေလည်းဇက်တိုက်ရှိနေတယ်လို့ဆိုပါတယ်။စစ်တွေမျိုးမှာရှိတဲ့ရွှေမင်းကန်ရက်ကွက်၊နာစီရက်ကွက်၊စက်ယုံစုကဲဇရဲနဲ့ဖုံးကြီးချောင်းတွေမှာရှောက်ပွဲဆစ်ဆေးမှုတွေ၊အဲဇရင်ဆစ်မှုတွေကိုနေ့စဉ်နေပါလှုပ်ဆောင်နေပြီးတော့အခုနိုဝင်ဘာလအတွင်းမှာအဲ့ဒီနေရာတွေကခံမှန်းလူရင်ဆက်ရောက်ထပ်မနေဖမ်းဆီးခံရမှုရှိတယ်လို့ဆိုပါတယ်။ စစ်တွေမြို့မှာစစ်ကောင်မရှင်ကရေချောင်းနယ်မြေပရဝုံအနီးငါးဖမ်း area တွေကိုတားမြစ်ကတ်တက်ထားပြီးတော့ငါးဖမ်းပိုက်ထောင်တဲ့သူတွေကိုလည်းဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါရယ်ကျောက်ပြွမြွနဲ့မင်းပြင်ကြီးရွာတိုက်ပွဲမှာအထိနာနေတဲ့စစ်ကော်မရှင်တပ်ကသူတို့ထိန်းချုပ်ထားစေမျိုးတွေကိုပုံမဖိလာတဲ့ပုံစံတက်ရောက်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ဒါအပြင်စစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲရက်နှိကက်လာတာကြောင့်စစ်တွေမျိုးခံတွေကိုလည်းမပြတ်မနေမဲပေးဖို့စစ်ကော်မရှင်လက်အောက်ခံအုပ်ချုပ်ရေးမှူးတချို့ကဖိအားပေးနေတယ်လို့မျိုးခံတွေကပြောကြပါရယ်ရှင်။ ပြည်ရင်းသတင်းနဲ့ပြီးမှာတော့နိုင်ငံတကာသတင်းတွေဘက်ကိုဆက်ကြည့်အောင်ပါတရုတ်သမ္မတရှိက Trump နဲ့ဖုံးပြောတဲ့အခါမှာထိုင်ဝမ်ပြည်ထနာကိုဇောင်းပီးပြောခဲ့ပါတယ်ဒီသတင်းပြည်စုံကိုကိုခန့်တွေကဆက်လက်တင်ဆက်ပေးမှာပါရှင်အမေရိကန်သမ္မတ Donald Trump နဲ့အင်လာနေကဖုံးဆက်ပြောကြားရာမှာတရုတ်ကောင်ဆောင်ရှိကအမြဲတမ်းအကဲဆက်တဲ့ထိုင်ဝမ်ပြည်ထနာကိုဖိအားပေးပြောကြားခဲ့ပါတယ် အင်အားကြီးနိုင်ငံကုအကြာအထိမခံနိုင်တဲ့ကုံတွေခွန်တွေရဆိုင်ထားတာကိုလည်းတိဆောက်ဖို့လိုအပ်တယ်လို့သူကအလေးပေးပြောကြားခဲ့ပါတယ်။ပြောခဲ့တဲ့အကြောင်းအရာတွေထဲမှာအခြားအကြောင်းအရာတွေဖြစ်တဲ့ယူကရိန်းရေးလိုကိစ္စတွေလည်းပါဝင်ခဲ့တယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါရယ်။ဒါပေမဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ထိုင်ဝမ်ကျွန်းအရေးအမေရိကန်ရဲ့အကြီးအကဲမဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံနဲ့ရေတပ်တပ်ပေါင်းများစွာတန်တမာရေးအချင်းဖွားမှုဖြစ်ပွားနေတဲ့ထိုင်ဝမ်ကိစ္စမှာထင်ရှားစွာပါဝင်နေခဲ့ပါတယ်။ထိုင်ဝမ်ဟာတရုတ်နိုင်ငံရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့တရုတ်နိုင်ငံကပြောထားပြီးတော့ထိုင်ဝမ်နိုင်ငံတရုတ်ပြည်ကိုပြန်ရောက်ရေးဟာ မေကန်နဲ့တရုတ်ပူးတွဲတိုက်ဖြတ်နေတဲ့ဖက်စစ်ဝါရနဲ့စစ်သွေးကြွဝါရအတွက်ပြုလုပ်ထားတဲ့စစ်ပီးခက်နိုင်ငံကအစီအစဉ်ရဲ့ခွဲခြားမရတဲ့အစိပ်ပိုင်းတရက်ဖြစ်တယ်လို့လည်းအဲ့ဒီဝန်ကြီးဌာနကပြောထားပါဗျ။အခုဖြစ်ပျက်နေတာတွေကိုကြည့်ရင်ဒုတိယကမ္ဘာစစ်ရဲ့အောင်ပွဲကိုပူးတွဲထိန်းသိမ်းဖို့ရမှာကျွန်တော်တို့အတွက်ပိုလို့တော့အရေးကြီးလာနေပါတယ်လို့ ရှီကထရန်ကိုပြောကြားခဲ့တာပါ။ထိုင်ဝမ်ကိုတိုက်ခိုက်မှုမှန်သမျှသူချိုကစစ်ရေးအရာဆွတ်ဖက်ဆောင်ရွက်သွားမယ်လို့ယခုလအတွင်းဂျပန်ဝန်ကြီးချုပ်တဲ့ဆာနေတာကာအီချီကပြောကြားခဲ့တဲ့အတွက်တူဂျိုနဲ့ပီဂျင်းတို့အကြအခါတီးတဲ့အငင်းပွားမှုပေါ်ပေါက်စေခဲ့ပါရယ်ခင်ဗျာအခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစီနဲ့စာအုပ်စီစီတွေကိုတင်ပြပေးပါမယ် ဒါတွေကတော့မစ္စမသတင်းတောက်ကိုမြတ်သူရကစူးစိတင်ဆက်ပေးมาဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4090ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1680.64ကျပ်ပြင်ပပေါက်စေ3161ကျပ်ဥရောပတရယူရိုကိုစစ်ကောင်စီတတ်မှတ်စေ 2420တသမ99ကျပ်ပြင်ပပေါင်စီ4923ကျပ်ထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64တသမ62ကျပ်ပြင်ပပေါင်စီ129တသမ13ကျပ်မလေးရှားတမင်ကြီးကိုစစ်ကောင်စီတတ်မှတ်စေ900တသမ25ကျပ်ပြင်ပပေါင်စီ995ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။နောက်ဆုံးရပြည်တွင်းရွှေစင်းတုံးတွေကတော့အခောက်ရွှေတစ်စက်သားကို ရွှေကုံတဲ့အတင်းသတ်မှတ်စေ59သိန်း8000ကျပ်။ပြင်ပပေါက်စေ89သိန်း5000ကျပ်။စကားပဲတစ်စက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ55သိန်း9685ကျပ်။ပြင်ပပေါက်စေ82သိန်း3000ကျပ်။ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါရှင်တို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါ ောက်ဆုံးရရန်ကုန်73စီစဉ်တွေကတော့ဒီဇယ်တလီတာကို1555ကျပ်ပရီမီယံဒီဇယ်တလီတာကို3095ကျပ်အော်ဒိ92တလီတာကို2600ကျပ်အော်ဒိ95တလီတာကို2695ကျပ်ပေါ့ဈေးရှိပါတယ်ပေါ်ပြပါ73ဒီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစားအောင်ဒီဈေးနှုန်းတွေကတော့စားအောင်ဒီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6300 30ကျပ်ပြင်ပပေါင်စီ1500ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါဇင်းလုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမင်စမပရိုင်တိုင်းမစ္စမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြေရှင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအစီအစဉ်ကိုကျမဂျူချန်ကစူးစီးတင်ဆက်ပေးခဲ့တာပါသမစ္စမပရိုင်တိုင်းစီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ ပိသက်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ကျန်းမာတုခရကြပါစေရှင်။